မိတ်ဆွေဘတ်စကတ်ဘောကစားသမားတယောက်ရဲ့အိမ်မက်တွေမူရစ်စည်းဝါးရဲ့ဖြက်စီးမှုတွေဆုံးရှုံးသွားတဲ့အပြစ်ကင်းစင်မှုတွေအကြောင်းတွေးပူပါသလားဒီအကြောင်းအရာတွေကိုဂျင်ကာရယ်ရေးသားထားတဲ့ The Basketball Diary စာအုပ်ထဲမှာတွေ့နိုင်ပါတယ်ဒီစာအုပ်ကိုရေးသားသူဂျင်ကာရယ်ဟာနာမည်ကျော်စာရေးဆရာတယောက်ဖြစ်ပါတယ်သူ့ရဲ့ကိုတွေးဖြစ်ရမှန်တွေကိုဒီစာအုပ်ထဲမှာရေးသားထားပါတယ် The Basketball Diaries ဟာလူငယ်တယောက်ရဲ့ဘဝအတွေ့အကြုံတွေ၊စိန်ခေါ်မှုတွေနဲ့ရုန်းကန်မှုတွေကိုပုံဖော်ထားတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ပထမပိုင်းမှာ Basketball ကစားသမားဖြစ်ဖို့အိမ်မက်တွေနဲ့စတင်ပါတယ်။ငယ်ရွယ်တဲ့ကစားသမားတယောက်ရဲ့ Basketball ပေါ်ထားတဲ့စိတ်အားထက်သန်မှုကိုတွေ့ရမှာပါ။ဒါပေမဲ့ဒီအိမ်မက်တွေဟာမကြခင်မှာပဲမူရစ်စည်းဝါးနဲ့ရာဇဝတ်မှုတွေကြောင့်ပျက်စီးသွားပါတယ် လက်တီဆိုတဲ့နီးပြဆရာတယောက်အကြောင်းကိုလည်းပြောပြချင်ပါတယ်။သူကအခွင့်အလမ်းတွေ ပေးပေမဲ့မတင့်လျော်တဲ့အပြုမူတွေလည်းလုပ်ပါတယ်။ဒီအချက်ကလူငယ်တွေအပေါ်အာဏာလွဲသုံးစားလုပ်တဲ့ပုံစံကိုဖော်ပြပါတယ်။စာအုပ်ထဲမှာကလေးဘဝပျောက်ဆုံးသွားတဲ့အကြောင်းကိုလည်းဖော်ပြထားပါတယ်။ဘတ်စကတ်ဘောကစားခြင်းရဲ့ပျော်ရွှင်မှုတွေအစားအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေက နေရာယူလာပါတယ်။ ဒါဟာအဖြစ်ကင်းစင်တဲ့ကလေးဘဝကနေကျန်းတန်းတဲ့လောကတွေကိုရောက်သွားတဲ့ပုံစံကိုပြသပါတယ်။နောက်ပိုင်းမှာမူရစ်ဆေးဝါးသုံးဆွဲခြင်းရဲ့ဆွဲဆောင်မှုနဲ့အကျိုးဆက်တွေကိုတွေ့ရပါမယ်။မူရစ်ဆေးဝါးကိုစံသုံးခြင်းဟာသူတို့ရဲ့ပတ်ဝန်းကျင်ကနေလွတ်မြောက်ဖို့ကြိုးစားတဲ့နည်းလမ်းတစ်ခုပါပဲ။ကာဗိုနာလိုတန်ရှင်းရေးဆေးတွေကိုရှူရှိုက်ခြင်းကယာယီလွတ်မြောက်မှုကိုပေးပါတယ်။ သူရဲကောင်းနဲ့ပထမဆုံးတွေ့တဲ့အခါမှာဝေဒနာတွေကိုပျောက်ကွယ်စေပြီးပျော်ရွှင်မှုကိုခံစားရတယ်လို့ဆိုပါတယ်။ဒီခံစားမှုကဆွဲလန်းမှုကိုဖြစ်စေပြီးထက်ခါထက်ခါခံစားခြင်းစိတ်ကို ဖြစ်ပေါ်စေပါတယ်။တငယ်ချင်းတွေကြားမှာမူရစ်စေးတုံးဆွဲတာကိုလက်ခံလာကြတော့ရှောင်ဖို့ခက်ခဲလာပါတယ်။ဒိုင်ယာရီမှတ်တမ်းတွေမှာမူရစ်စေးဝါရဖို့ဘလောက်ထိစူးစမ်းရတယ်ဘလောက်ထိစူးစမ်းတွေခံစားရတယ်ဆိုတာကို အသေးစိတ်ရေးထားပါတယ်။ ဆွဲလန်းမှုရဲ့အန္တရာယ်ကိုသိပေမဲ့မရက်တတ်နိုင်ပဲဆွဲလန်းခြင်းတုံးဆွဲခြင်းနဲ့နောင်တရခြင်းဆိုတဲ့သဝန်ထဲမှာလဲပတ်နေပါဗျ။ကက်သလစ်ကျောင်းကလည်းသူတို့အတွက်စီမင်းစည်းကမ်းတွေတင်းကျပ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ကျောင်းရဲ့တင်းကျပ်မှုတွေနဲ့ဆရာတွေရဲ့အနိုင်ကျင့်မှုတွေကြောင့်သူတို့ဟာ ပုံကန်ခြင်းစိတ်တွေဖြစ်ပေါ်လာပါဗျ။ဒီအချက်ကရိုးရတံမိုးတွေကိုညှင်းပယ်ဖို့တွန်းအားပေးပါတယ်။ ကျောင်းတွင်းမှာ hypocrite တွေနဲ့အနိုင်ကျင့်မှုတွေကိုလည်းတွေ့ရပါတယ်။ဘုန်းကြီးတွေနဲ့တီလာရှင်တွေကရက်ဆက်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ကျောင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါနာကျင်အောင်လုပ်တတ်ကြပါတယ်။ကျောင်းပြေးတာဆရာတွေကိုစန့်ကျင်တာဖြက်စီးတာတွေလုပ်ခြင်းအဖြစ် သူတို့ဟာဖိနှိပ်တဲ့ပဝန်းကျင်ကိုတုံ့ပြန်ကြပါတယ်။ဒီလိုလောက်ရက်တွေကသူတို့ကိုထိမ့်ချုံနိုင်တယ်လို့ခံစားရစေပေမဲ့ဆိုးရွားတဲ့လမ်းကြောင်းကိုရောက်စေပါတယ် ဆင်းရဲတဲ့ရက်ွက်တွေမှာရှင်တန်ဖို့အတွက်ခိုးမှုနဲ့ရာဇဝတ်မှုတွေကိုလုပ်ရပါတယ်။ဆိုင်တွေကနေခိုးတာအဖွားအိုတွေကိုလူရက်တာတွေဟာ စီးပွားရေးရလိုအပ်ချက်နဲ့အခွင့်အလမ်းနဲ့ပေါမှုတွေကြောင့်ဖြစ်ပေါ်လာတာပါ။ဒီလိုလုပ်ရက်တွေက သူတို့ကိုအကြမ်းဖက်မှုနဲ့ကိုကျင့်တရားပိုင်ဆိုင်ရာတွေကိုထုံထိုင်းစေပါတယ်။ဒါယာရီထဲမှာအကြမ်းဖက်မှုနဲ့ဆင်းရဲဒုက္ခတွေကိုတဖြည်းဖြည်းနဲ့ခံစားမှုမဲ့လာတဲ့အကြောင်းကို ရေးထားပါတယ်။ အကျန်းဖတ်မှုတွေကိုမကြာခဏမြင်တွေ့လာရပြီးအကျိုးဆက်တွေကိုလည်းခံစားရပါတယ်။ဒီလိုအတွေ့အကြုံတွေကပဝင်းကျင်ရဲ့ကျန်းမာမှုနဲ့အကျန်းဖတ်မှုတွေကိုပုံမှန်လို့သတ်မှတ်လာစေပါတယ်။စာရေးသူဟာသူ့ရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးကိုကျင့်တရားပိုင်းဆိုင်ရာတွေကိုစဉ်းစားပါတယ်။သူ့ရဲ့ရာဇဝတ်မှုတွေဟာမှမှန်သိပေမဲ့ရှင်သန်ဖို့အတွက်လိုအပ်တယ်လို့စင်ကြေပေးပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကြောင့်ရိုးရာတန်ဖိုးတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။အစောပိုင်းလိမ်ပိုင်းဆိုင်ရာတွေ့ကြုံမှုတွေဟာ အရာဝတ္ထုအဖြစ်သဘောထားဆက်ဆံခြင်းနဲ့အမျက်ထုတ်ခြင်းတွေနဲ့ပြည့်နှက်နေပါတယ်။ဒီအတွေ့အကြုံတွေက လိမ်ဆက်ဆံမှုအပေါ်မှားယွင်းတဲ့အမြင်တွေကိုဖြစ်ပေါ်စေပါတယ်။မင်းသမီးတွေကိုရုပ်ပိုင်းဆိုင်ရာအသွင်ပြင်တွေနဲ့ပဲတန်ဖိုးဖြတ်ကြပါတယ်။ မိသားစုတွေဟာဝေးကွာနေတတ်ကြပြီးလိုအပ်တဲ့အကူအညီတွေကိုမပေးနိုင်ကြပါဘူး။မိဘတွေရဲ့ပံ့ပိုးမှုမရှိခြင်းကအထီးကျန်ဆန်တဲ့ခံစားချက်ကိုဖြစ်စေပါတယ်။မိဘတွေရဲ့ပါဝင်ပတ်သက်မှုမရှိခြင်းကမူရစ်ဆေးဝါးနဲ့ရာဇဝတ်မှုတွေတဲ့ကိုပိုပြီးနစ်မွန်းစေပါတယ်။မိဘတွေနဲ့ဆက်ဆံရေးမှာအငင်းပွားမှုတွေနဲ့နားလည်မှုလွဲတာတွေအများကြီးရှိပါတယ်။သူတို့ဟာအပြုတ်မှုတွေနဲ့မူရစ်ဆေးဝါးတုံးဆွဲတာတွေကိုနားမလည်နိုင်ကြပါဘူး။ ဒီလိုအငင်းပွားမှုတွေကသူ့ကိုပိုပြီးအထီးကျန်ဖြစ်စေပါတယ်။မူရစ်ဆေးဆွဲလာတဲ့အခါမှာဘဝအပေါ်ထိန်းချုပ်မှုတွေလျော့နေလာပါတယ်။မူရစ်ဆေးဝါကိုအမြဲတမ်းလိုချင်နေတဲ့စိတ်ကြောင့်တတိမရှိတော့ဘဲလှုပ်ချင်ရလှုပ်လာပါတယ်။ဒီအချက်ကဆွဲလန်းခြင်းရဲ့အတ္တကလက္ခဏာတစ်ခုပါ။မူရစ်ဆေးဖြစ်တဲ့အခါခံစားရတဲ့ဝေဒနာတွေ၊ကြက်သားတွေ၊နာကျင်တာ၊ချွေးထွက်တာနဲ့ပြုတ်အံ့တာတွေကို သူရေးထားပါတယ်။ စိုးရိမ်ပူပန်မှုစိတ်တက်ကြမှုနဲ့စိတ်ပြတ်အားငယ်မှုတွေကိုလည်းခံစားရပါတယ်ဒီအတွေ့အကြုံတွေကဆွဲလန်းခြင်းရဲ့ကျန်းတန်းနဲ့အမှန်တရားတွေကိုပေါ်လွင်စေပါတယ်သူဆွဲလန်းမှုနှက်ဆိုင်လာတာနဲ့အမျှမိသားစုနဲ့တငယ်ချင်းတွေနဲ့ဝေးကွာလာပါတယ်လူမှုရေးလှုပ်ရှားမှုတွေကနေဖယ်ထွက်ပြီးမူရစ်စေးတုံးဆွဲသူတွေနဲ့အချိန်ပိုကုန်ဆုံးပါတယ် ဒီလိုအထီးကျန်ဆန်မှုက သူ့ကိုမျောလင်းချက်မဲ့စေပြီးဆွဲလန်းမှုကနေရုံထွက်ဖို့ပိုခက်ခဲစေပါတယ်။တွေ့ကြားထဲမှာအခိုက်တန့်လေးတွေအတွက်အလင်းရောင်နဲ့အလှတရားကို တွေ့ရတတ်ပါတယ်။တဘာဝတရားတွေအမှုပညာတွေနဲ့အခြားသူတွေနဲ့ခဏတာဆက်သွယ်မှုတွေပါဝင်ပါတယ်။မျောလင်းချက်နဲ့ပြန်လည်ကောင်းမွန်လာနိုင်ခြေကိုလည်းတွေ့ရပါတယ်။မူရစ်ဆေးဆွဲနေပေမဲ့သူ့ရဲ့အမားတွေကိုသိရှိနားလည်ပြီးပြောင်းလဲခြင်းနဲ့ဆန္ဒရှိပါတယ်။ ဒီလိုအတွေးမြင်တွေကသူ့ကိုလုံးဝလက်မလွတ်တင်ဘူးဆိုတဲ့အချက်ကိုပြသပါတယ်။စာရေးခြင်းအဖြစ်သူဟာခိုးလုံရနဲ့ဖော်ပြမှုကို ရှာဖွေပါတယ်။သူ့ရဲ့ဒိုင်ယာရီကိုအသုံးပြုပြီးသူကြုံတွေ့ခဲ့ရတဲ့အရာတွေကိုမှတ်တမ်းတင်ထားပါတယ်။အမှုပညာနဲ့တီထွင်ဖန်တီးမှုတွေဟာသူ့ဘဝရဲ့ကျန်းမ်းနဲ့အမှန်တရားတွေကနေခဏတာလွတ်မြောက်စေပြီးရွေးချက်နဲ့အတိတ်ပဲကိုပေးစွမ်းပါတယ်။ သူဟာလူဖွဲ့စည်းရဲ့စံနှုန်းတွေကိုငင်းပယ်ပြီးလွတ်လပ်မှုကိုရှာဖွေခြင်းပါတယ်။ပုံကန်ခြင်းနဲ့စိတ်နဲ့မူရစ်စေဝါတုံဆွဲခြင်းရဲ့နောက်ွယ်မှာလူဖွဲ့စည်းရဲ့စည်းကမ်းတွေကိုမလိုလားတာကြောင့်ဖြစ်ပါတယ်။သူရဲ့ကိုယ်ပိုင်ပုံရိပ်ကို ရှာဖွေခြင်းဟာစစ်မှန်မှုကိုရှာဖွေခြင်းနဲ့ဆက်စပ်နေပါတယ်။အထိပ္ပယ်နဲ့ရည်ရွယ်ချက်ကိုရှာဖွေဖို့အတွက်မူရစ်စေဝါကိုစံသုံးပြီးအနည်းငယ်များတဲ့အပြုအမူတွေကိုလှုပ်ဆောင်ပါတယ်။ ဆင်းရဲမွတ်တေမှုအကြမ်းဖက်မှုနဲ့မူရစ်ဆေးဝါးတုံးဆွဲမှုတွေကသူ့ကိုဖျက်ဆီးနေပါတယ်။အပြုသဘောဆောင်တဲ့ပုံစံမရှိခြင်းနဲ့အခွင့်အလမ်းနှဲပမှုတွေက သူ့ကိုကဲတင်ဖို့ခက်ခဲစေပါတယ်။ပဝင်းကျင်ဟာသူ့ရဲ့အနာဂတ်ကို ပုံဖော်ပေးနိုင်တဲ့အင်အားကြီးတစ်ခုဖြစ်လာပါတယ်။မိတ်ဆွေတိဆောက်အုပ်ထဲကအရေးကြီးဆုံးအချက်တွေကိုပြန်ချုပ်ရရင်လူငယ်ဘဝရဲ့ရှုပ်ထွေးမှုတွေမူရစ်ဆေးဝါးရဲ့စိုးကျိုးတွေမိသားစုနဲ့ပဝင်းကျင်ရဲ့အရေးပါပုံတွေကိုတွေ့ရပါတယ်။ ကိုကိုကိုယုံကြည်မှုရှိဖို့အမားတွေကိုသင်ခန်းစာယူဖို့တိုက်တွန်းခြင်းပါတယ်။မိษွေရဲ့ဘဝမှာအတိတ်ပဲရှိတဲ့လမ်းကြောင်းတစ်ခုကိုဖန်တီးနိုင်ပါစေ။